ဘယ်ကင်းစို့တာအမောက်ကဘာအတွက်တုံးဝင်လဲပေါ့နော်ပြီးလို့ရှိရင်သူကရောဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကိုအလုံးကစိတ်ဝင်စားနေကြတာပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ဘယ်ကင်းစို့တာအတွက်ပေါ့နော်အရင်ကမှအတုံးဝင်နိုင်တဲ့အချက်စိတ် channel ဝီကမျှဝေပေးသွားမှာဖြစ်ပါတယ်နော်အားလုံးမိကပါနော်ဝီ sharing channel ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်နော်ဒီ begin ဆိုတာဒါမှမဟုတ်လို့ရှိရင်မဟုတ်ဖို့လဲဆိုတာပေါ့နော်အသားရည်အတွက်မှဆိုလို့ရှိရင်လည်းအရင်ကမှအတုံးဝင်တယ်နော်ချိုးမဲ့ရည်တွေထဲမှဆိုလို့ရှိ ီပေါ့နော်နည်းနည်းတော့ခဲလိုက်ရုံနဲ့6တွေ့ပြီးတော့အရေခုံတွေကွာနေတဲ့အသားရည်နဲ့ဒီရားရံတက်တဲ့အသားရည်ကိုတီးကတက်တာစီနိုင်တယ်နော်သားရည်တွေကိုစလဲတွေဖယ်ရှင်းပြီးတော့တက်စင်နိုင်အောင်အသားမာတွေကိုလည်းပြော့ပြောင်းစေနိုင်အောင်ရောင်ရမ်းနေတဲ့အသားရည်တွေကိုလည်းတက်စင်နိုင်အောင် တဘာဝချွေးနဲ့ပျောက်စေနိုင်တဲ့အတွက်ကြောင့်မို့လဲအရန်ကိုမှအသုံးဝင်ပါတယ်နော်အဲဒါဆိုလို့ရှိရင်ဒီမုတ်ဖုတ်ဆိုတာရဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးကြမှာဖြစ်ပါတယ်နော်နံပါတ်၁မှာဆိုလို့ရှိရင်တကယ်လို့ကို့မှာ၆တွေ့တဲ့အသားရည်ရှိနေတဲ့သူဆိုလို့ရှိရင်ပေါ့နော်ကိုရည်ချိုးမဲ့အခါအတိုင်းမှာဆိုလို့ရှိရင်မုတ်ဖုတ်ဆိုတာကိုနည်းနည်းလေးထည့်ပြီးတော့သုံးပေးနော်တကယ်တော့အသားရည်၆တွေ့ပြီးတော့ကွာထွက်နေတဲ့အပြေပြားယောဂါတက်ဆိုလို့ရှိရင်ဒါကအခုထုံးမျိုးလို့လည်းပြောလို့ရတာနော်မနှစ်မှာကျတော့အပြေပြားယော ားရနေတဲ့သူတွေပေါ့နော်အကောင်ကိုက်ခံရတာမျိုးပဲဖြစ်ဖြစ်နော်အင်ဆက်ကိုက်ခံရတာမျိုးပဲဖြစ်ဖြစ်ရေပြားရားရနေတဲ့ဝေဒနာဆိုလို့ရှိရင်ကိုချိုးမရေထဲမှာမဟုတ်ဖို့ဆိုတာနည်းနည်းလေးဒါထည့်ပေးနော်တတဆွေနိုင်လိုက်မယ်နော်နံပါတ်3မှာကြာလို့ရှိရင်အရေပြားကိုဝင်းလက်စေတာပေါ့နော်အသားရေဝင်းလက်ပြီးတော့တောက်ပစေဖို့တွက်ဆိုလို့ရှိရင်မဟုတ်ဖို့ဆိုတာနဲ့တမ်းများရေကိုပေါ့နော်ပေါင်းဆက်တဲ့နီးလက်ပါဝင်တယ်ဒီမဟုတ်ဖို့ဆိုတာကမွေးချောက်နေတဲ့အရေပြားရဲ့အလှော်ကိုနှင်းတာဆိုသူကဖယ်ရှားပေးတယ်ပေါ့နော်နောက်တစ်ခုက ကြတော့ဒီအသားမာတွေကိုသူကပြော့ပြောင်းစီတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ချစ်ပွားမှာဖြစ်ဒီအသားမာတွေနဲ့နေရမှာဆိုလို့ရှိရင်ပေါ့နော်ကိုကစိတ်ရှုပ်နေရပြီဆိုလို့ရှိရင်ဒီမုတ်ဖုတ်ဆိုတာကကူညီပေးလိုက်မယ်နော်စက်တီနွေးတွေကိုမုတ်ဖုတ်ဆိုတာလေးထည့်ပြီးလို့ရှိရင်ပေါ့နော်ထည့်ထားတဲ့စလုံးထဲမှာကိုရေချေတောက်လေးစိုက်ထားပေးပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်ထွေးထွက်များနေတဲ့အသားရည်ပေါ့နော်တကယ်လို့ကိုက ခဏကိုမဆိုလို့ရှိရင်ပေါ့နော်ချွေးနာတွေပျောက်စီပူချွေးတိတ်စီတဲ့အရာတွေတုံးရမှာစိတ်မချဘူးဆိုလို့ရှိရင်မုတ်ဖောက်ဆိုတာပေါ့နော်သူ့မှာအနတ်သက်ပြင်းစီတဲ့ပတိယာတွေကိုလည်းရှင်းပေးနိုင်တယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်လက်သေးတွက် subscribe လောက်တော့ပေါ့နော်လက်သေးတွက်ဆိုလို့ရှိရင်လက်သေးတွေတချို့တွေကပန်းကုန်းတွေနှိထုတ်တာမျိုးတွေပိုးတိုက်ပြီးတော့စားပစ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့ခါကျတော့ပိုးဝင်စေနိုင်တယ်ဒါကြောင့်မို့လို့မုတ်ဖောက်ဆိုတာနဲ့ဒီ subscribe လောက်ပြီးလို့ရတယ်မုတ်ဖောက်ဆိုတာကရေသားနဲ့ရောထားတဲ့အနှစ်ကိုတွားပုတ် ံနဲ့အနုလေးနဲ့ပေါ့နော်တချောင်သေးကိုစက်ဝိုင်းပုံစံလေးဓာတ်ပုတ်ပေးနော်တကယ်သက်သာစီလိမ့်မယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်ပေါ့နော်ဆန်သားတွေတက်ရှင်စီတယ်ပေါ့နော်တကယ်လို့ဥပမာကိုကဆန်သားတွေမှာဆိုလို့ရှိရင်ပုံသွင်းစေးတွေနော်အစီတွေဖျန်းစေးတွေနဲ့တခြားပစ္စည်းတွေတုံးတာများလာရင်စီကက်ကက်ဖြစ်ပြီးတော့ပေါ့နော်စပင်ပုံတွေပျက်စီးစေတယ်ဒါကြောင့်မို့လို့ပုံမှန်ကောင်းလျှော်ရည်တစ်ခါလျှော်တဲ့ပန်းမထဲမှာပေါ့နော်မဟုတ်ဖို့ဆိုတာကိုအနေနဲ့ထည့်ပြီးရွှော်လိုက်လို့ရှိရင်ဆန်သားတွေကပိုတော့ ောက်ပြန်ပြီးတော့အလို့တလို့ပုံသွင်းလို့ရလာပါလိမ့်မယ်နော် ောက်တစ်ခုမှဆိုလို့ရှိရင်တွားကိုဖြူပွေးစေတယ်ပေါ့နော်ဒီမဖုတ်ဆိုတာမှဆိုလို့ရှိရင်တွားကိုလည်းဖြူပွေးစေတယ်ပြီးလို့ရှိရင်လက်ဖွားမှာပေါ့နော်မဖုတ်ဆိုတာလေးကိုနည်းနည်းဖြူပြီးတော့တွားတိုက်တယ်နဲ့ပို့ပြီးပေါ့နော်တွားကိုသမင်းလောက်တိုက်ပေးပြီးလို့ရှိရင်တတိထားရမယ့်အချက်တစ်ခုကတော့ဒီမီးကိုတွားတိုက်စေတော့တုံးလို့တော့မသိတော့ဘူးပေါ့နော်တော့တိုက်စေးမှာကအထိခိုက်မှုကိုကောက်ွယ်ပေးမယ်ဖူအိုရိုက်ပါရှိပြီးတော့မဟုတ်ဖို့ဆိုတာကတော့အများအားဖြင့်အရေးပြားမှာပြဿနာမရှိတတ်ဘူးပေါ့နော်ဒါပေမဲ့တချို့ ချို့လူတွေမှာဆိုလို့ရှိရင်ဓာတ်မတည့်တယ်လို့ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လဲကိုယ့်အရေးပြားမှာမတုံးရင်ကိုယ်နဲ့မဓာတ်မတည့်တဲ့လက်မှာဖြစ်ဖြစ်အနှဲငယ်ဆန်းတုံးကြည့်ဖြစ်ပါတယ်နော်။ကဲဒါဆိုလို့ရှိရင်မုတ်ခုတ်ဆိုတာရဲ့အတုံးဝင်တဲ့ပုံကိုအလုံးသိပြီးလိမ့်မယ်ထင်ပါတယ်နော်။ကဲဒါဆိုလို့ရှိရင်ဝီတို့ရဲ့ကျမကြီးဖူဒူတာတွေမျှဝေပေးတဲ့ channel ဖြစ်တဲ့ကမ္ဘောနောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ notification လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။